ဘယ်အခါမှမိဘကတာသမီရဲ့အမွေကိုစက္ကန့်ခွင့်ရတာလဲအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ LB Group မြန်မာ Law Firm ကတရားလွတ်တော်ရှိနေဦးအောင်စရာဖြစ်ပါတယ်ကျွန်တော်တို့ Law Firm အနေနဲ့အများပြည်သူတို့တည်ထားတဲ့နဲ့ဥပဒေဆိုင်ရာကိစ္စရပ်များကိုဆွေးနွေးမျှဝေပေးလျက်ရှိပါတယ်ဘယ်အခါမှမိဘကတာသမီရဲ့အမွေကိုစက္ကန့်ခွင့်ရတာလဲဆိုတဲ့ဥပဒေအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကမြန်မာဒလီထုံးနှံဥပဒေကိုကိုးကားပြီးတော့တင်ပြပေးသွားမှာဖြစ်ပါတယ် ကျွန်တော်ရဲ့ယခုတင်ပြမှုကတော့မြန်မာဗုဒ္ဓဘာသာဝင်များအတွက်တင်ပြပေးခြင်းဖြစ်ပါတယ်။မြန်မာတလီထုံးတန်းဥပဒေစာမျက်နှာ351မှာဘလူပြဋ္ဌာန်းထားသလဲဆိုရင်တော့သေဆုံးသူ၌ခင်မွန်းသားသမီးမြင်းမြင့်နဲ့ညီကိုမောင်နှမများစသည်တို့မကြံရစ်ဘူးဆိုရင်ဒေသူရဲ့အမွေကိုမိဘများကဆက်ခံရပြီမည်ဟူ၍ပြဋ္ဌာန်းထားပါတယ်။ဒါကြောင့်ကွယ်လွန်သူသားသမီးမှာခင်မွန်းသားသမီးမြင်းမြင့်နဲ့ညီကိုမောင်နှမများ စားတီတို့မကြံရစ်ဘူးဆိုရင်တော့တေသူရဲ့အမွေကို မိဘများကဆက်ခံခွင့်ရမှာဖြစ်တယ်ဆိုတာကိုတင်ပြပေးလိုက်ပါတယ်။နောက်တစ်ပိုင်းမှာလည်းဥပဒေဗဟုသုတရရရှိစေမယ့်အကြောင်းအရာတွေကိုဆက်လက်တင်ပြပေးသွားအောင်မှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။